လူရှိမင်းများအားလုံးမင်္ဂလာပါရှင်ဖူမြင်တို့ခိုင်ပြီဘကဆိုင်မှာစူးစူးပါတယ်ဒီနေ့ကတော့ညီမတို့လှိုင်းတာယာကိုတွားရောက်ပို့ဆောင်ပေးရတဲ့ခနန်းစတီလေးနဲ့ထမင်းစပွဲလေးကိုပြပေးမယ်နော်ကရန်စတီလေးကိုအရင်ကြည့်ရအောင်အယောင်လိုင်းလေးရလေနှစ်ခုလုံးကတော့အယောင်တူတူပါပဲအယောင်လိုင်းလေးရလေ तू ကအပဲယောင်လို့အဖျောဘက်ကလေးလည်းမသွားဘူးချယ်ရီယောင်လို့အရေးဘက်ကလေးလည်းမသွားဘူးဓာတ်ယောင်လေးဖြစ်တဲ့အငင်လိုင်းဘက်ကလေးရောက်ထားပြီးရဲ့ ဝယ်ယူသူတောင်းဆိုတဲ့အယောင်တိုင်းလေးကိုအနည်းဆုံးလုံးဆောင်ပေးထားဖြစ်ပါရဲ့ရှင်။သူ့ရဲ့ကာလာကုတ်တွေကပါလဲဆိုလို့ရှင်17 filler အရင်အုပ်ရတယ်။နောက်ပြီးသားပြီဆိုတော့မှတို့ကအာစီလာတင်တဲ့အဆင့်မှာနှစ်ရီသုံးရီလောက်ကလှုပ်ထားပြီးတော့မှအဲ၃ရေမြောက်၄ရေမြောက်ပေါ့နော်၄ရေမြောက်ကြတော့မှဒီဟာလေးတူတူအိစတိန်လေးထည့်ပေါက်ပြီးတော့မှလောက်ထားပေးတယ်ကာလာလိုင်းလေးဖြစ်ပါတယ်ရှင် သူ့အိတ်ကလည်းအများကြီးထဲလို့ရှိရင်လည်းညိုသွားမယ်မဲသွားမယ်အဲ့တော့ချိန်စားပြီးတော့မပပားလေးပုတ်ထားပုတ်ထားပေးပါတယ်အဲ့တော့ဝယ်ယူသူအကိုဟာဆိုလို့ရှိရင်တော့ထောက်ကျန်းကမမတယောက်ရဲ့ညှို့ဆို့မှုကြောင့်ရောက်လာတာအဲ့ဒီမမဘာလို့လဲဆိုလို့ရှိရင်လုံခဲ့တဲ့နှစ်ကြောင့်တနေ့လောက်ကညီမတို့စီမစင်နမောင်းစတီကျွံ့ရောင်လေးဝယ်ယူသွားတယ်ထောက်ကျန်းကမမပေါ့နော်အဲ့ဒီမမဒီဆိုင်မှာဝယ်တာဆိုပြီးညှို့ဆို့ပေးလို့ ရောင်းရတဲ့ customer ဖြစ်ပါရဲ့ရှင်။ရေယုံကြီးနဲ့အားပေးတဲ့သူကိုလည်းကျေးဇူးတင်တယ်လို့ညွှန်ဆိုပေးတဲ့မမကိုလည်းကျေးဇူးထူးတင်ရှောက်တင်နေရတယ်ပြောလိုက်ပါရစေ။